နေတာသည်အတွေ့အကြုံနဲ့မတူသေးဘူး။တိတာကတိတာတခုအတွေ့အကြုံကအတွေ့အကြုံတခုပဲ။အားလုံးပဲမင်္ဂလာပါ။သူမကိုချင်းရဲ့အပတ်စဉ်ဗီဒီယိုလေးတွေကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီပတ်မှာသက်ရွယ်နဲ့လိုက်တဲ့အတွေ့အကြုံဆိုရက်ခေါင်းစဉ်လေးကိုပြောသွားမှာဖြစ်ပါတယ်။အခုကျွန်မဒီမှာပြထားတယ်ဗောနော်။ဒီ screenshot ထဲကမောင်လေးတယောက်မေးထားတဲ့ အဲမိကွန်းအပေါ်မှာမူတည်ပြီးတော့ပြောမှာဖြစ်ပါတယ်။လူငယ်တယောက်ပင်မဲ့လေလူလက်ပိုင်းတွေနဲ့သူ hang out လုပ်ဖို့စူးစမ်းကြည့်တယ်။ဒီလူတွေစီကနေပြီးတော့လဲတင်ယူဖို့ try ကြည့်တယ်ပေါ့။ဒါပေမဲ့ age gap ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီကိစ္စကမအောင်မြင်ဘူးဖြစ်နေတယ်ပေါ့နော်။တက်လက်ပိုင်းလူတယောက်အနေနဲ့ဘလို့ယူလဲဆိုတဲ့ဘက်ကနေကျမဥပမာပေးပြီးတော့ပြောပြမယ်ပေါ့နော်။ပြီးသွားတဲ့အခါကျရင်တော့ဘာကြောင့်မလို့အဲ့လိုကွာဟမှုဖြစ်လဲဆိုတာကို conclusion ပြန်ဆွဲမယ်ပေါ့နော်။ UK ကိုစရောက်တုန်းက ကျမအဆောင်မှာကျောင်းသားအဆောင်မှာ နေတယ်ပေါ့နော်ဆိုတော့ကျမကဒီမှာမာစတာလာတက်တာ ကျမလိုမျိုးမာစတာ တက်ကြတယ်လူတွေမှာတော်တော်များများကကျမထက်အသက်ငယ်တဲ့လူတွေ10ကျော်တက်တော့မဟုတ်ဘူးပေါ့နော်20ကျော်လေးတွေပေါ့24 25အဲ့လောက်လောက်လေးရှိရကျမတို့ကဒါ10နှစ်လောက်ကိုกว่าတာပေါ့အဲ့တော့ကျမယူလိုက်တဲ့အခန်းကကျမကဘန်ကောက်ကမလာခင်တည်းကကြိုပြီးတော့ယူတာဘန်ကောက်ကနေကြိုယူတာပေါ့နော် ကျမကာစင်ကနေပြီးတော့သူကအခန်းယူပေးတယ်အခန်းငှားပေးတယ် contract အရင်ချုပ်ထားပေးတယ်ကျမလာတဲ့အခါနေလို့ရအောင်လို့ပေါ့အဲ့တော့ကျမယူလိုက်တဲ့အခန်းကဒီ Indian ကောင်မလေးတယောက်ကသူ့မှာဒီ6လစာ contract ချုပ်ထားတဲ့ဟာကိုသူက6လမပြည့်ခင်အဲ့ဒီအခန်းကထွက်တဲ့အတွက်ကြောင့်မလို့သူ့အခန်းကိုကျမကလက်လွဲယူတာပေါ့သူ့ရဲ့တခြားတငယ်ချင်းတွေနဲ့စုပြီးတော့သူတို့ဟိုနေကြတဲ့ floor အာ ဒီအဆောင်မှာတော့လူတွေအများကြီးရှိတယ်ဒါပေမဲ့ဒီ floor ကသူ့အပေါင်းအသင်းနေနဲ့စုပြီးတော့နေကြတာဆိုတော့ جماعه ကလုံးဝဒီ floor တစ်ခုလုံးမှာ9ယောက်ရှိတဲ့ဥစ္စာအဲ့9ယောက်လုံးက Indian ဖြစ်တဲ့ floor ကို جماعه ကဝင်သွားတာပေါ့နော်ဝင်သွားတော့အဲသူတို့အားလုံးကလာပြီးတော့ဒီမှာ studies လုပ်ကြတာအားလုံးကဒီအားကစားနဲ့ပတ်သက်တဲ့မိကြတွေပဲအာ industry တူတယ်အားလုံးက sports နဲ့ပတ်သက်ပြီးတော့ land လုပ်တယ်အမေကြတွေပဲအ အဲအဲ့ဒီမှာမှတော့နည်းနည်းတယောက်နဲ့တယောက် subject ကွဲကြတယ်တချို့က sports business တချို့ကျတော့ sports ရဲ့ physiotherapy အဲတချို့ကျတော့အဲ့လိုအမျိုးမျိုးပဲကျမအဲ့ subject တွေသိတော့မသိဘူးအားကစားမှအဲ့လောက်ထိဟို subject တွေအဲ့လောက်များမန်းအောင်ကျမတကယ်မသိထားဘူးပေါ့နော်ဆိုတော့အားလုံးကသူတို့က sports နဲ့ပတ်သက်ပြီးတော့လေ့လာကြတဲ့လူတွေမှဟို subject ကွဲနေတာပေါ့ပြီးတော့သူတို့ကတငယ်ချင်းတွေပေါ့နော်အဲ့ဒီထဲမှာမှကျမကဟို ကျွန်မအရင်ကောင်မလေးနေတဲ့အခန်းကိုအစားထိုးရောက်သွားတယ်လို့မျိုးဖြစ်သွားတယ်ပေါ့နော်။ဟိုနော်ဒီကလေးတွေနဲ့ကျွန်မနဲ့ပေါင်းသိမ့်ဆက်ဆံမှုကျွန်မပြောပြမယ်ပေါ့နော်။အဲ့ခါကျရင်အခုဒီမိကုန်းကိုမေးတဲ့မောင်လေးရောဒီလို concern မျိုးရှိတဲ့အဲတခြားလူငယ်တွေအနေနဲ့ရောဒါကိုဟိုတခြားတစ်ဖက်ကနေတွေးလို့ရတယ်ပေါ့နော်။သူတို့ဘက်ကမဟုတ်ဘဲနဲ့သူတို့သူတို့ hang out လုပ်ဖို့ကြိုးစားရတယ်ဆိုတော့ဒီတက်လက်ပိုင်းတွေရဲ့ဖက်ကနေပြီးတော့ light တွေးလို့ရတယ်ပေါ့နော်။အဲအဲ့တော့ အဆောင်ကိုစရောက်သွားတဲ့ကเนาะပြောရမယ်ဆိုရင် UK ကိုစလာတဲ့ကကျမရဲ့ရည်ရွယ်ချက်က corporate ကနေခဏနားပြီးတော့ကြောင်းတက်မယ်အာကြောင်းသားဘဝနဲ့လွတ်လွတ်လပ်လပ်နေမယ်ပေါ့เนาะအဲအဲ့ဒါကျမရည်ရွယ်ချက်ပေါ့အာဘာလို့လဲဆိုတော့ကျမပြောခဲ့ဘူးတဲ့အတိုင်းဒီ master ဘွဲကအရင်ကလည်း MBA တက်ထားပြီးသားကျမအတွက်ကဒါဒီဟိုအတုံးဝင်တဲ့အရေးလဲကြီးတယ်အဲဒါပေမဲ့ အရင်အရေးကြီးတယ်တော့မဟုတ်ဘူးဥပမာအဖြစ်ဆိုလိုချင်တာဆယ်တန်းအောင်မိသားကလေးတယောက်ဒီ UK မှာကျောင်းလာတက်ရင်တော့ဒီဘွဲဟာသူ့ရဲ့အရင်အရေးကြီးတဲ့အစိတ်ပိုင်းဖြစ်မယ်။ဒါဆိုသူ့မှာသူ့ portfolio တစ်ခုလုံးမှာပြစီရကဒီဘွဲကအထင်ရှားဆုံးပဲ။ပြီးတော့ဒါ UK မှာကြောင်းတက်တယ်ဆိုတော့အတွေ့အကြုံပေါ့နော်။အော်အဲ့ဒါသူ့အတွက်အထင်ရှားဆုံးဖြစ်မှာ။ကျမအနေနဲ့ကျတော့ကျမလုံးတက်လဲတော်တော်လေးများပြီးနေပြီဆိုတော့ဒီဟာဟာအဲ့ဒီကျမရဲ့ portfolio တွေကိုဖြည့်ပြီးတော့ဝင်သွားမယ်။ element တစ်ခုစာပဲရှိရဲ့။ ိတ်ပြီးတော့တခန်းသနာအရေးတကြီးမဟုတ်တော့ဘူးပေါ့နော်အဓိကကကျွန်မကျောင်းသားဗီဇာနဲ့ဒီမှာပျော်ပျော်လေးတစ်နှစ်ခွဲလောက်နားမယ် break ယူမယ်ဆိုတာအဲ့ဒါကျွန်မရဲ့တကယ်ရည်ရွယ်ချက်ကအဲ့ဒါပဲဆိုတော့အာဒီအဆောင်ကိုရောက်တဲ့အခါလဲကျွန်မရဲ့စိတ်ကိုဘယ်လိုမျိုးထားလဲဆိုတော့ဟိုလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါပဲနေမယ် open mind လေးထားမယ်เนาะကိုယ့်ရဲ့အဆောင်ထဲမှာရှိတဲ့လူတွေကကိုယ့်ထက်အများကြီးငယ်တဲ့လူတွေဆိုတာသိထားတယ်သူတို့တွေနဲ့လည်း deal လုပ်ကြည့်မယ်အတွေ့အကြုံသစ်ပေါ့เนาะတခါမှကျမအဆောင်လည်းမနေဘူးဆိုတော့ I mean I think I will learn something ဒါကျမရဲ့လုံးဝ open mind ဒီလိုမျိုးစိတ်ထားပြီးတော့လာတာအဲ့တော့အော်အဲ့ဒီအဆောင်မှာကျမအပြင်နောက်ထပ်၄ယောက်ရှိတာပေါ့နော်အမှန်တော့အဆောင်တစ်ခုလုံးမဟုတ်အဲ့ floor မှာပေါ့မကျမတို့က floor အချင်းချင်းပဲပတ်သက်ဖို့ရှိတယ်ဒီဒီ floor မှာ၅ယောက်ရှိတယ် အဲ kitchen ကလည်းဒီလူ9ယောက်မျှသုံးရတယ်ပေါ့နော် toilet တွေဘာတွေကတော့ကိုယ်ခန်းနဲ့ကိုယ့်အကူပေါ့ဒါပေမဲ့ kitchen ကျတော့မျှပြီးတော့သုံးရတယ်အဲတန်တဲ့ဒီဆောင်ဤတွင်းမှာတခြားလူမျိုးတွေတခြားသူတွေအများကြီးရှိပေမဲ့သူတို့နဲ့ကျတော့ကျမတို့ကတိတ်ပတ်သက်စရာမလိုဘာလို့လဲဆိုတော့9ယောက်စာတတွဲ9ယောက်စာတတွဲအဲ့လိုသွားတာပေါ့နော်ဒီတကားပိတ်တဲ့နေရာမှာလည်း lock ကလည်းဒီ9ယောက်စာတတွဲပဲအဲ့လိုသွားတာအဲ့တော့သူကသူအဆောင်ဘလောက်ကြီးပြီးလူဘလောက်များများအဓိကဒီလောက်ရတာကတော့ကိုယ့်ရဲ့ ဒီ floor မှာရှိတဲ့အလူ၅ယောက်ပေါ့နော်ဒီကောင်မလေးကကြာတော့သူက physiotherapist ပေါ့နော်အာဒီ sports နဲ့ပတ်သက်တဲ့ physiotherapist ပေါ့အဲ့တော့သူကအိန္ဒိယမှာဆိုရင်သူအဲသူလည်း influencer ပဲသူမှလည်းသူက Instagram မှာ followers များတယ် influencer ပေါ့နော်အဲ့လိုပဲသူလည်း content တွေလောက်တာကြိုက်တယ် art တွေပါတွေစိတ်ဝင်စားတယ်ကျွန်မနဲ့ဆိုလို့ရှိရင်တော်တော်လေးနီနီဆက်ဆက်ရှိတဲ့ဟိုတဘာဝချင်းတော်တော်အတူတယ်လို့ပြောလို့ရတယ် completely extrovert လည်းမဟုတ်ဘူး completely introvert လည်းမဟုတ်ဘူးကျမထက်ငယ်တယ်အဲကျမနဲ့သဘောတရားတွေတော်တော်ဆင်တယ်เนาะသူ့မှာ boyfriend ရှိတယ်အိန္ဒိယမှာဒါသူကောင်လေးကလည်းသူ့ပုံမှာတော်တော်လေးကောင်းတယ်အဲ committed ဖြစ်တဲ့ relationship ပဲပေါ့နော်အဲကောင်လေးကတော့သူကဒါအိန္ဒိယမှာအလုပ်လုပ်နေတဲ့အတွက်ကြောင့်မလို့သူတောင်းလာတတ်တဲ့အချိန်မှာမလိုက်လာဘူးပေါ့နောက်ထပ်ကောင်လေးတစ်ယောက်ကကြတော့သူကအာသူ့ကောင်မလေးက Malaysian သူတို့ကလည်း လုံးဝ committed relationship ပဲအာဟိုကောင်မလေးကလည်းသူ့ရဲ့ဒီကောင်လေးရဲ့ life မှာတော်တော်များများကိုဟိုထဲထဲဝင်ဝင်ပါဝင်ပတ်သက်တဲ့သဘောရှိတယ်ဥပမာအာဒီအတူတူတော့သူတို့မနေသေးဘူးပေါ့နော်ဟိုဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်အတူတူနေဖို့အထီးလဲအဲ့လိုအပတ်မတ်နေပါလေသူတို့မတက်နိုင်သေးဘူးဒါចောင်းသားတွေပဲဖြစ်တော့အလုတ်ကလည်း part time တွေပဲလုပ်တဲ့အတွက်ကြောင့်မလို့ဟိုနှစ်ယောက်အတူတူနေဖို့အထီးဆိုတာမျိုးသူတို့အဆင်မပြေသေးဘူးအဲ့တော့တခါတလေကောင်မလေးကကောင်လေးအဆောင်မှာလာနေတယ်တခါတလေတော့ကောင်လေးကကောင်မလေးအဆောင်မှာသွားနေတယ်ပေါ့နော်အဲပြီးတော့သူတို့အစားအသောက်တွေဝယ်တဲ့အခါလဲအတူတူဝယ်တယ်အတူတူဝယ်ပြီးတော့ကောင်မလေးကသူကဘလို့ချိုးချံချွေတာရမလဲဆိုတာကိုလည်းသိတယ် အဲဒါကြောင့်မလို့ဟိုမှာဟို UK မှာအဲ့လို bargains ပေါ့နော်ဈေးတန်တန်နဲ့ရမယ့်အဲ shopping mall တွေပဲထားပါတော့နေရာတွေရှိတယ်အဲအဲ့အမျိုးတွေကိုသူတို့တိတက်တယ်ဝယ်တဲ့အခါလဲဈေးအတန်ဆုံးနဲ့တပတ်မှာအာပတ်စံဘလောက်သုံးမယ်ပေါ့နော်အဲ့ဒါဟိုကအစသူတို့က2ယောက်အတူတူလောက်တာဘတ်ဂျက်ကအစ2ယောက်အတူတူလောက်တာတော်တော်လေးစီးစီးပိုင်ပိုင်ရှိတဲ့အတွဲလို့ပြောလို့ရတယ် တာတယောက်ပေါ့နော်အခုကျမပြောနှစ်ယောက်ဖြစ်သွားပြီတတိယတယောက်ကအာ तू तू ကကြတော့ဒီအမ် sport မှာမှာ business နဲ့ sport ကိုမှအဲ့လို business အဲ့လိုမျိုးရှိသေးရဲ့အဲ့ဒီဘိုင်းကို तू ကလန်လုပ်နေတာအာ तू ကတော့လူလွတ်ပေါ့နော်သူမှ girlfriend တွေဘာတွေမရှိဘူးအမ် KFC မှာ तू ကအလုပ်လုပ်တယ်ပေါ့နော်တနေ့တနေ့ကိုညအဲ့လိုညမဟုတ်ဘူးမနက်3:00လောက် ရောက်ရောက်တဲ့အထီကိုသူကလှုပ်တာတကယ်ကအကြောင်းသားတယောက်က UK မှာ9 20ပဲလှုပ်ခွင့်ရှိတယ်ဒီကောင်လေးကကျမစိတ်ထင်သူ9 20ထက်ကိုပိုလှုပ်တယ်ဥပဒေနဲ့အဲ့ဒါကမလွတ်ကင်းဘူးပေါ့နော်တကယ်တမ်းကလူတယောက်ရဲ့ဒီဘန်းအကောင့်ထဲကို9 20စားပဲလှုပ်ခါဝင်လာလို့ရမှာအဲ့ထက်ပိုပြီးတော့ဝင်လာရင်အဲ့ဒါအကြောင်းသားအနေနဲ့အဲအဆိုးဆုံးပြဿနာဆိုရင်ဗီဇာဆုံးရှုံးတဲ့အထီဖြစ်နိုင်တယ်ပေါ့နော်တရားမဝင်ငွေရှာတဲ့သဘောမျိုးဖြစ်မယ်ပေါ့ သူကအဲ့လိုမျိုးသိပ်ပြီးတော့ကြောက်တက်တဲ့သူမဟုတ်ဘူး risk လဲတော်တော်လေးယူပြီးတော့ငွေတအားရှာတဲ့ကောင်လေးမျိုးပေါ့နော်အဲ့လိုကိုညရောက်တဲ့အထီကိုအဲ့လို၃နာရီထိုးတဲ့အထီကိုငွေရှာတာအဲ့လိုမျိုးအချိန်ရရင်ရသလောက်ကို part time နေလုပ်ပြီးတော့ပတ်စံရှာတာပေါ့နော် ambitious ဖြစ်တယ်လို့ပြောလို့ရတယ်ပွဲရပြီးသွားရင်လည်းဘာ plan သွားမယ်ဘာညာအဲ့ဒါမျိုးသူ့မှာတော်တော်လေးစဉ်းစားထားတယ်ပေါ့နော်ဒါတစ်ယောက်ပေါ့နောက်ဆုံးကောင်လေးတစ်ယောက်ကကြတော့သူက ကလေးတော်တော်ဆန်းတယ်။အဲကျမစိတ်ထင်သူသည်အိမ်မှာလုံးဝအမေတွေအမတွေစီမှာကလေးလိုနေခဲ့ရတဲ့ကောင်လေးမျိုးဖြစ်မယ်ပေါ့နော်အဲ့တော့အခု UK ရောက်လာတဲ့အထိလဲသူ့မှာအဲ့ကလေးဖြစ်တဲ့အချင်းအားသူကမပြောက်ဘူးမပြောက်တော့မနက်မိုးလင်း9နာရီလောက်ကနေစပြီးတော့အဲ့လိုအခန်းထဲမှာရှိနေတဲ့အချိန်တိုင်းမှာသူကသူ့အမေနဲ့ပဲဖြစ်ဖြစ်အမနဲ့ပဲဖြစ်ဖြစ်သူ့အိမ်ကခွေးနဲ့ပဲဖြစ်ဖြစ်အဲ့လိုဗီဒီယိုကောကိုတောက်လျှောက်ဖွင့်ထားတာ ူတယောက်တည်းမနေနိုင်ဘူးထင်ပါတယ်ကြည်ရသူ့မှာရီးစားတွေဘာကြီးလည်းမရှိဘူးအလုတ်ကလည်း तू ကအဆင်မပြေဘူးပေါ့နော်ဒီ part time အလုတ်တောင်မှ तू မရနိုင်ဘူးပေါ့အဲ့လိုဖြစ်တာအဲ့လိုဖြစ်တော့ तू ကအဲ့လိုအိမ်ခန်းထဲမှာနေတာကလည်းအဲ sorry ဒီအဆောင်ခန်းထဲမှာနေတဲ့အချိန်ကလည်းသူကအများဆုံးပဲပြီးတော့အဲ့လိုပဲတောက်လျှောက်အဲ့လိုမျိုးဟို ဖုန်းကိုဖွင့်ထားရဲပေါ့နော်ကျမတို့ကအတန်အတန်နေရကြားနေရတယ်တနေရာနဲ့တနေရာလေးအခန်းနေရာတော်တော်လေးနီးတဲ့အခါကျတော့အဲ့လိုစကားပြောနေရင်လည်းယောက်ျားလေးတွေဆိုတော့အတန်လဲကျဲကြတယ်ဆိုကြားနေရတယ်ပေါ့နော်ဆိုတော့ဒီကောင်လေးကကျတော့ဒီလေးယောက်ထဲမှာမကျိုးမဖြစ်ဆုံးလို့ပြောလို့ရတယ်ပေါ့နော်ဂျန်နဲ့၃ယောက်ကတော့သူ့နဲ့သူသူ life နဲ့သူ settle တော့ဖြစ်ကြတယ်ပေါ့နော်24လောက်မှာဟိုပါပြောရရင်24အဲကျမမြင်ဘူးတဲ့ကျမတို့စီကကလေးတွေထက်ကိုတော်တော်လေး မကျူကဖြစ်နေပြီးပြီဖြစ်နေပြီးပြီလို့ပြောလို့ရသူ့အရွယ်မှာတော်တော်လေးဖြစ်တယ်လို့ပြောလို့ရတယ်ဗောနော်အော်ဒီចောင်းလာတက်ကြတယ်ဆိုတာတွေလဲသူတို့ကသူတို့အမေဖေပတ်စံရှိလို့အဲ့လိုမျိုးမဟုတ်ဘူးသူတို့ရဲ့အစိုးရစီကလုံးကိုယူပြီးတော့သူ့ဆုံးဖြတ်ချက်နဲ့သူလာတက်တာဒီလုံးကိုယူလိုက်တယ်ဆိုတာလုံးဆိုတာချင်းငွေပေါ့နော်ချင်းငွေယူလိုက်တယ်ဆိုတာလဲ ဟိုအလွဲတကူမဟုတ်ဘူးလေဒီလုံးကပြန်ဆက်ရမှာ तू အလုံရရမယ်ဒီဟာပြီးသွားရင် तू အလုံရကိုရရမယ်အဲ့လိုအလုံရပြီးသွားရင် तू မှာတလမှာဘလောက်ဆိုပြီးတော့တို့ရဲ့ဒီဝင်ငွေတွေကနေပြီးတော့နှစ် တော်တော်ကြာကြာ तू ကဖြတ်မှာဒီဟာလीဆိုတော့အဲ့ဒါကလည်းတာဝန်တစ်ခုယူပြီးတော့လာရတာပြောချင်တာကိုယ့်အိမ်ကပတ်စံယူတယ်လို့မျိုးဟိုဆက်ချင်တဲ့အချိန်ဆက်လို့ရတာမဟုတ်ဘူးလीเนาะ तू ဆက်ရမယ်ဆိုတဲ့အချိန်အတွင်းမှာဆက်ရမယ် consistent လည်းဖြစ်ရမယ်ဆိုတော့အလုံကရှိကိုရှိမှဖြစ်မယ်ဆိုတော့တာဝန်တစ်ခုကိုယူပြီးတော့ လာရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြီးမားတဲ့ဝန်တစ်ခုလည်းသူတို့စီမှာရှိတယ်လို့ပြောလို့ရတယ်။အဲအဲ့ဒီအပြင်ကသူတို့ဒီလိုမျိုး part time လုပ်တဲ့ပြီးပတ်စံရှာတဲ့ဥစ္စာတွေစာအုပ်စူးစမ်းတဲ့ဥစ္စာတွေ၄ယောက်ထဲမှာ၃ယောက်ကတော့အဲ့လိုဖြစ်တယ်လို့ပြောလို့ရတယ်။ဆိုတော့အဲကျမကအဲ့ဒီအဆောင်ရောက်သွားတဲ့အခါမှာအာသူတို့တငယ်ချင်းအစားဝင်လာတဲ့လူပေါ့နော်အဲအဲ့လိုဆိုတော့သူတို့ကလည်းကြိုးစိုးပါတယ်တော်တော်လေး friendly ဖြစ်ကြတယ်။ကောင်မလေးနဲ့ဆိုလို့ရှိရင်ကျမအဆောင်ရောက်ပြီးတော့ တပတ်လောက်အတွင်းမှာကိုကျမတို့တခြားဒီအမျိုးတစ်မျိုးကိုကျမတို့ခရီးသွားဖြစ်တယ်ပေါ့နော် UK ပြင်ပပေါ့ UK ပြင်ပပဲမဲ့သူက UK ရဲ့ visa နဲ့သွားလို့ရတယ်မျိုးပေါ့နော်ခရီးသွားကြတယ်အခရီးသွားလို့တောင်အဆင်ပြေတယ် ။ဘာလို့ဆိုတွေ့တွေ့အခုမှတွေ့တွေ့ချင်းလူတယောက်နဲ့ခီးသွားဖို့ဆိုတာအဆင်ပြေတဲ့လွယ်တဲ့ကိစ္စမဟုတ်ဘူး။အဆင်ပြေဖို့ဆိုတာမလွယ်ဘူးလို့ပြောချင်တာ။လူတွေကတယောက်နဲ့တယောက်ကအာကော်ဖီလေးပါလေးတောက်တောက်တာလောက်ကရတယ်။ဒါပေမဲ့ခီးထွက်လိုက်လို့ရှိရင်အဲ့ဒီလူနဲ့ကိုယ်နဲ့အဆင်ပြေမပြေဆိုတာအယမ်းသိတာတယ်ပေါ့နော်။ဆိုတော့ तू ကခီးလဲသွားလို့ရတယ်။တပတ်လောက်နဲ့ဟို तू နဲ့ကိုယ်နဲ့ခီးအထူးထူးသွားလို့ရတဲ့အထိကြိုက်တယ်ဒီကောင်မလေးနဲ့ဆိုတော့အဆင်ပြေတယ်ပေါ့နော်။ဆိုတော့ influencer အချင်းချင်းလဲဖြစ်နေတဲ့အတွက်ကြောင့်မလို့သူတို့နိုင်ငံကတော့ဘယ်လိုကိုယ်နိုင်ငံကဘယ်လိုဒါမျိုးတွေလဲပြောလို့ရတယ်ပေါ့။ပြီးတော့ جماعه ရောက်ရောက်ချင်းမှာစာအကြောင်းမတက်ရသေးဘူးဒီမှာနည်းနည်းစောရောက်တာပေါ့သူတို့ကလည်းပြောပြတယ်ပေါ့လေအဟိုက်ကင်းတွေဘာတွေသွားကျင်တော့ဒီလိုလုပ်ရတယ်အဒီလို park တွေပေါ့နော်နော်ဒီပန်းခြံတွေဘာတွေသွားကျင်တော့ဒါတွေတော့ရှိတယ်လမ်းညွန်ပေးတာပေါ့ပြောကျင်တာပြီးတော့သူတို့နဲ့ night out တွေဘာတွေလည်းထွက်တယ်စသဖြင့် very friendly ပါတော်တော်လေးအဆင်ပြေပါတယ်ပေါ့အဲ့တော့အခုဒီမောင်လေးမေးတဲ့မေးခွန်းလာမယ်ပေါ့နော် hang out လုပ်လို့ရတယ် right အဲသို့တော့เนาะဟိုရေရှည်အနေနဲ့ပေါင်းတဲ့ငွေချင်းတွေဖြစ်သွားလားဆိုတော့အဲ့လိုတော့မဖြစ်သွားဘူး အဲ့လိုတော့မဖြစ်သွားဘူးအဆောင်နေတဲ့ဆောင်နေကြတဲ့လူချင်းချင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုပေါင်းရမယ်အစဉ်ပြေရမယ်เนาะဟိုကစ်ချင်းအတူတူမျှတုံးကြတဲ့အခါမှာလည်းပြဿနာမဖြစ်ရအောင်เนาะအစဉ်ချောအောင်ဒီလိုမျိုးကလုပ်လို့ရတယ်ဘာလို့ဆိုအဆောင်အတူတူနေတယ်ဆိုလို့ရှိရင်သူ့မှာဟိုပတ်သက်စရာကိစ္စလေးတွေကရှိလာတယ်ဥမာအမိုက်ပြတဲ့ကိစ္စတွေကစ်ချင်းကိုတန့်စင်အောင်ထားတဲ့ကိစ္စတွေအဲ့တကားကိုဖြန့်ထားခဲ့တာပိတ်ထားခဲ့တာအာတော့ဘာညာအဲ့ဒါမျိုးတွေကပတ်သက်စရာတွေရှိတယ်ဆိုတော့အဲ့လိုကိစ္စမျိုးတွေမှာပြဿနာမဖြစ်ရအောင်အတွက် ွက်ကတကြောင်ရယ်เนาะအဆင်ပြေအောင်ပေါ့ပြဿနာမဖြစ်ရုံနေမဟုတ်ဘူးအဆင်ပြေအောင်ကတကြောင်နောက်တစ်ခုကကြတော့ကျမကိုယ်တိုင်ကလည်းအဲ့လိုမျိုးမတွေ့မကြုံဘူးတဲ့အတွေ့အကြုံသစ်လေးတွေရအောင် လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလူငယ်တွေနဲ့လည်းအဆင်ပြေအောင်ကိုကဟိုကိုရဲ့ landing တခုအနေနဲ့ကိုလုံးမယ်ပေါ့နော်ပေါင်းတင်ဆက်ဆက်မယ်ဆိုရဲရည်ရွယ်ချက်နဲ့ကိုလာခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့တမင်ကိုစိတ်ကိုဖွင့်ပြီးတော့ပေါင်းနေ အာအဲ့လိုမျိုးပေါ့နော်ဆိုအဲ့လိုအနေထားမှာတောင်မှပဲအဲအဲ့လောက်လောက်ပဲပေါင်းတာအဲ့ထက်ပို့ပြီးတော့အရန်ကိုယင်းနီးသွားတဲ့เนาะအဲ့လောက်ကြီးဟိုယင်းနီးသွားဖို့ကမဖြစ်နိုင်ဘူးပေါ့ကျမကိုယ်တိုင်လည်းမရွေးချယ်ဘူးအဲ့လိုဖြစ်ဖို့အတွက်ကိုအဲ့တော့ဘာလို့လဲဆိုတဲ့ဟာကိုကျမပြောပြမယ်ဘာလို့လဲဆိုတော့ပေါင်းရင်ပေါင်းတာကြလာတယ်လို့ကျမကသူတို့ရဲ့အမေကြီးဖြစ်သွားတာတိလာအဲ10နှစ်လောက်တက်กว่าနေရာလဲပါတယ်เนาะဒါတော့မှသူတို့ကတော်တော်မကြိုးဖြစ်တဲ့သူတွေเนาะ ဟို24မှာ24လောက်ပဲရှိတဲ့သူတွေမဟုတ်ဘူးသူတို့မှာသူတို့ရဲ့ life ထဲမှာဖြစ်နေတဲ့ကိစ္စတွေရှိတယ်ဥပမာအာဒီအသူတို့ရဲ့ family ကိစ္စတွေရှိရင်လည်းကောင်မလေးမှာဆိုရင်သူရဲ့ family ကိစ္စပေါ့နော်အာသူမိသားစုကိစ္စတွေအဲ့ကိစ္စတွေမှာ तू ကကျမကိုပြောပြခြင်းနဲ့တိုင်ပင်ခြင်းနဲ့ပေါ့ဘယ်လိုဖြစ်နေလဲဆိုတော့ကျမကသူ့ရဲ့ all time therapist ဖြစ်နေတာမျိုးပေါ့เนาะအဲ့လိုမျိုးဖြစ်နေတာ now ဒီ single ကောင်လေးမှာဆိုလို့ရှင်လဲသူ့မှာသူ့ရဲ့ဒီအဲဒီ part time အလုပ်မှာပေါ့နော်သူ crush နေတဲ့ကောင်မလေးတယောက်ရှိတယ်ဆိုတော့သူ crush ရတဲ့အကြောင်းရင်းကလည်းဒီကောင်မလေးကလည်းသူ့လာကစားတာအောင်နော်သူ့လာပြီးတော့ flirt လို့လာလုပ်တဲ့အတွက်ကြောင့်မလို့အဲ့ကောင်မလေးကိုသူသဘောကျမိတယ်ဒါပေမဲ့အဲ့ကောင်မလေးကသူ့နိုင်ငံမှာသူ့နဲ့ committed ဖြစ်တဲ့ရည်စားရှိပြီးသားရှိတာကိုလည်းပေါ်တင်လဲပြောထားတယ်ပြောထားပြီးတော့ဒီကောင်လေးကိုသူလာပလေးတဲ့သဘောမျိုးရှိတာပေါ့နော်ဆိုတော့အဲ့ခါကျတော့ဒီကောင်လေးကသူ့ကျမကိုဘာလေးလာတိုင်မင်းလဲဆိုတော့ ဒီကောင်မလေးကိုတော့သူသဘောကျမိနေတယ်။ရှေ့ကိုတိုးရမလားမတိုးရဘူးလား။သူ့မှာလည်းရည်စားရှိတယ်။ဆိုတော့အဲရည်စားရှိတယ်။တခြားယောက်ျားလေးတယောက်ရဲ့ main ကလေးကိုသွားမကြော့ခြင်းနဲ့အတွက်ကြောင့်မလို့လဲသူကနည်းနည်းလေးဟိုစိတ်ထဲမှာခံစားရတယ်ပဲထားပါတော့နော်။ခံစားရတယ်ပေါ့။အဲ့ဒီမှာအဲ နေတိုင်းလဲတွေ့နေရတဲ့အတွက်ကြောင့်မလို့ဘလို့လောက်ရမှာမသိဘူးအကယ်၍ရှေ့တိုးမယ်ဆိုရင်ရောဘလို့တိုးရမလဲဆိုတာကိုမသိဘူးဆိုတာအစား तू ကကျမကိုတင်ခိုင်းတာပေါ့ तू ဘလို့လောက်ရမလဲဆိုတာကိုတင်ခိုင်းတဲ့သဘောဖြစ်တယ်ပေါ့ဆိုတော့ဒါလေးတွေကကျမဥပမာနည်းနည်းလေးပဲပြောထားတာပေါ့အဲ့ထက်လဲပို့ပြီးတော့ညာသေးတယ်ပေါ့နော်ဆိုတော့စကားပြောကြည့်လိုက်တဲ့ကသူတို့ထက်ရှေ့ကိုရောက်နေပြီးသားလူတယောက်ဆိုတာ तू ကတိတဲ့အတွက်ကြောင့်မလို့အကုန်လုံးကိုသူကတိုင်မြင်ခြင်းနဲ့ဆိုတော့ကျမရဲ့ space ကိုဒီအဆောင်မှာကျမ space ကိုကျမရဖို့အတွက်တော်တော်စူးစမ်းရတယ်လို့ဖြစ်တယ်ပေါ့နော်အဲတခါ ငယ်သေးတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကအဲ့လိုအုပ်စုလိုက်နေရတာကိုသဘောကျတယ်ပေါ့နော်။သမင်းချက်တရင်လည်းအတူတူချက်ကြမယ်။အာ music တွေဘာတွေဖွင့်ပြီးစကားတွေဘာတွေပြောပြီးတော့ချက်ကြမယ်ပေါ့နော်။ကျမကကြတော့30ကျော်အရွယ်ကွယ်နော်။ဒီအချိန်မှာကျမကငြိမ်နေတဲ့အရွယ်ဖြစ်နေပြီ။အဲဟို core space နဲ့ကိုဟာကိုနေကျင်တဲ့အချိန်တွေလည်းရှိတယ်ပေါ့နော်။အများတန်းတခြားလူတွေနဲ့ပူးတွဲပြီးမနေကျင်တဲ့အချိန်တွေလည်းရှိတယ်။ဆိုလိုချင်တာကကျမ space ကိုကျမတန်မိုးထားရတယ်ပေါ့နော်။ အာအရင်နဲ့အမြဲတမ်းလူတွေနဲ့ကပ်ပြီးကျမနေလေးမရှိဘူးပေါ့ I I need my own space ကျမရဲ့ personal ကိစ္စကဘယ်သူနဲ့မှကို share မနေတာပြောရမယ်ဆိုရင်သူတို့နဲ့ကျမနဲ့စကားပြောလိုက်တိုင်းမှာကျမကထိုင်နားထောင်ပြီးတော့အကြံပေးတဲ့နေရာမှာပဲဖြစ်နေကျမကိုယ်တိုင်တော့ဘာတစ်ခုမှကျမအကြောင်းကို တိတ်မပြောဖြစ်ဘူးပေါ့เนาะကျမဘာအလုပ်လုပ်လဲသူတို့ main တော့ကျမဖြေလိုက်တယ်ဘာအလုပ်လုပ်တယ်ဘယ်လိုတွေလုပ်တယ် influencer ဆိုတာဘာတွေပြောတာလဲ okay အဲ့တုန်းကကျမကဒီဆက်ရောက်ရောက်ချင်းမှာကျမ Thai company ကအလုပ်ကိုမထွက်လိုက်တော့အလုပ်ကလုံနေတုံးပေါ့အဲ့တော့မနေ့3နာရီ4နာရီတခါတလေ meeting ထားလောက်ရတာရှိတယ်ပေါ့ဟို Thai ဘက်ကအချိန်ကိုမှီအောင်အတွက်အဲ့လိုလောက်ရတဲ့အခါသူတို့လည်းကြားတယ်အဲ့ meeting လုံနေတဲ့ဥစ္စာတွေအဲ့တော့နင်တို့ company ကဘာတွေလုပ်တာလဲအဲ့ဒါမျိုးပေါ့မေးလာလို့ရှိရင်တော့ကျမဖြေတာဖြေလိုက်တယ်ဒါပေမဲ့ကျမ personal life ကိုအရင်သူများနဲ့ share လေးမရှိဘူးပေါ့เนาะဒါတွေက age gap မတူလို့ရှိရင်ဖြစ်တတ်တဲ့ဥစ္စာပေါ့ kitchen သုံးတဲ့အခါကြလို့ရှိရင်အမိုက်ပြတဲ့ဥစ္စာကိုဘသူကတော့ဘယ်နေ့မှာဘယ်အပတ်မှာဘလို့ပြပါအဲ့ဒီ system တွေကိုတိဆောက်တာအစား ဘသူမှမလုံနေတဲ့အတွက်ကျမကဦးစီးဦးဆောင်လုပ်ပြီးတော့သွားပြီးတော့လုပ်ပြီးတဲ့အခါကျတော့ဇရားရီနဲ့မှတ်ထားပြီးတော့အကယ်၍ဒီလဒီပတ်မှာနော်ဒါဒီကျမကလုပ်တယ်ဆိုလို့ရှိရင်ကျမကတစ်ကလေးမှတ်ခဲ့နောက်ပတ်ကြလို့ရှိရင်တော့အာဒီအုပ်စုတွေကဘသူကလုံမယ်လုံပြီးသွားလို့ရှိရင်တစ်ကလေးမှတ်ခဲ့အစသဖြင့်အဲ့ဒါတွေကအစကိုကလိုက်လို့ရတဲ့သဘောဖြစ်တယ်နောက်ဆုံးဘလို့ဖြစ်လဲဆိုတော့တရားရောက်ကအခန်းထဲမှာမနက်၃နာရီပေါ့ အထီကိုတရဟိုတငယ်ချင်းတွေခေါ်ပြီးတော့ရုပ်ရှင်တွေကြည့်စူညံနေတဲ့ခါကျရင်နောက်တစ်ယောက်ကအိတ်မရလို့ဒေါသူပုံထအောင်အဲ့ခါကျလို့ရှိရင်သူ့အတူဝင်မညှိပဲနဲ့ရွှေပြောပါအောင်အဲပြောပါအောင်အဲ့တရကိုပြောပါအောင်ငါသွားပြောလို့ရှိရင်ငါနဲ့သူနဲ့အကြီးကျယ်တက်ကြတော့မှာအဲ့နင်ပြောလို့ရှိရင်တော့ရလိမ့်မယ်တစ်ချက်ပြောပေးပါအောင်အဲ့လိုဆိုလို့ရှိရင်မစီမဆိုင်အလဲရနေဝင်ပြီးတော့ပြောပေးရတဲ့ကိစ္စမျိုးတွေပေါ့ အဲ့ထက်ကျမကြာရှည်အိမ်မှာနေလို့မရဘူးပေါ့နော်အဲကျမပြောသွားတဲ့လူငယ်တွေကသူတို့ဟာတော်တော်လေးသူတို့အသက်အရွယ်မှာတာမန်ကျမမြင်ဘူးတဲ့သူတွေထက်မတ်ကျူးကတော်တော်ဖြစ်ပြီးသားဒါတောင်မှပဲကျမရေရှည်သွားလို့မရဘူးဘာလို့လဲဟာတိနေတာဒီအတွေ့အကြုံနဲ့မတူသေးဘူးတိတာကတိတာတခုအတွေ့အကြုံကအတွေ့အကြုံတခုပဲဥပမာအဲဒီကောင်လေးဖြစ်တဲ့ကိစ္စမျိုးပေါ့မင်းကလေးတယောက်ကိုသဘောကျမိလို့အသေးတွေကွဲလို့ဘာလို့လို့လောက်ရမှာမသိဘူးဖြစ်နေတဲ့ဥစ္စာပေါ့နော်အဲ့ဒါမျိုးကျမအရွယ်ကကြည့်တဲ့အခါကျတော့ ဘယ်လိုမြင်ရလဲဆိုတော့ဘာဖြစ်လို့ဒီဟာလေးကိုဒီလောက်ကြီးဖြစ်နေရလဲလို့မြင်ရတယ်။အဲ့ဒါကျမအရွယ်ကတွေးလို့ကျမကိုယ်တိုင်လည်းသူ့အရွယ်တုန်းကအဲ့သူ့လိုပဲဖြစ်နေခဲ့တယ်အမှန်ကတော့เนาะဟိုကိုယ့်ကိုယ်လည်းအရင်ရင်ကြက်နေခဲ့ရတော့မဟုတ်ဘူးအဲ့တုန်းကသူ့လိုမျိုးပဲဟိုတငုံငိုတီးဖြစ်ခဲ့ဘူးတဲ့ relationship တွေအများကြီးရှိတယ်။ဒါပေမဲ့ကျမလိုမျိုး30ကျော်အရွယ်မှာနော်တွဲစီရရှိရလဲတော်တော်များများတွဲပြီးလို့မြင်စီရရှိတာတိစီရရှိရလဲတိပြီးပြီနော် it's not a big deal anymore ဒီကိစ္စတစ်ခုကနေ move on လုပ်ဖို့အတွက်ကိုကျမကသူ့ကိုဘယ်လိုပြောလဲဆိုတော့ နင်းတကယ်အိတ်ကောင်မလေးကိုကြိုက်လားတကယ်လဲအိတ်ကောင်မလေးကနင်းကိုတကယ်ကြိုက်နေတယ်လို့ထင်သလားပေါ့နော်တကယ်ကြိုက်နေရပေါ့နင်း flat လာလောက်တာတကယ်ကြိုက်နေရလို့ထင်လားနင်းလည်းသူ့တော်တော်သဘောကျပြီးတော့ဒီကိစ္စကနင်းစိတ်ထဲမှာတအားကိုဖြစ်နေရဆိုလို့ရှိရင် go for it try ကြည့်လိုက်ရမလား try ကြည့်လိုက် ရ trying ကြည့်လိုက်လို့ဒီကောင်မလေးကနင်းဘက်ကိုလုံးဝပါလာဖို့တေကြတယ်ဟိုဘက်လိုလိုဒီဘက်လိုလိုမဖြစ်ဘူးတေကြတယ်ဆိုရင်နင်းကလူโซအလောက်ခံပြီးတော့သူများကောင်မလေးကိုလူကျင်လဲလူထဲလိုက် တော့ဘာလို့ဆို तू ကမငိမ့်ချမ်းဘူးဖြစ်နေစာလဲလုံးလို့မရဒီလိုဖြစ်နေအဲ့ခါကျတော့ جماعه ပြောချင်တာလှုပ်ချင်လှုပ်ထဲလိုက်တော့အဲ့တော့အဲ့ခါကျရင်တော့ငါရဲ့ moral ကငါတော့အဲ့လိုမျိုးသူများယောက်ျားလေးရဲ့ရီစားကိုလူတဲ့ကောင်ဖြစ်သွားပါတယ်ဆိုတော့ moral ထိတဲ့ကိစ္စကိုတော့နင်ခံရမယ်ဗောလို့နင်ခံရမှာအဲ့ဒီဟာကတော့ အဲအဲ့လိုမဖြစ်စေချင်ဘူးဆိုလို့ရှင်တိကနဲ့သာဖြတ်ထည့်လိုက်တော့ကောင်မလေးဘက်က flirt နေတယ်နင်းဘက်ကတိတိတိုင်းတိုင်းလုံးဝနင်းကလုံးဝစိတ်ဝင်စားတဲ့ပုံစံမျိုးမပြဘူးလုံးဝလူအေးကြီးပဲဆိုလို့ရှိရင်အဲ့ကောင်မလေးကလည်းချိန်ကာလတစ်ခုပြီးသွားလို့ရှိရင်သူလည်းပြီးသွားလိမ့်မယ်။နင်းအဲ့မှာစေတနာတွေပို့ပြီးတော့ရေရေစည်းကမ်းပြို့သွားမလုံနဲ့။အဲ့လိုရေစည်းကမ်းပြို့လုံလို့နင်းကသူ့ favor တွေပေးနေမိန်းကလေးဆိုတာညွတ်လာလိမ့်မယ်။ဆိုတော့အဲ့ဒါကိုဟိုအဲ့လိုမဖြစ်အောင်အတွက်နင်းဘက်ကလုံးဝကိုမျက်နှာမျက်နှာဒီနဲ့ပေါ့နော်။လုံးဝဟိုပလစ်ထည့်လိုက် ဲ့ဒါဆိုလို့ရှိရင်ဒီဥစ္စာအကာလတစ်ခုပြီးပြီးသွားမှာမဟုတ်လို့ရှိရင်ဒီလုံးမှာမလုပ်တော့နဲ့ဒါတွေကဟို part time job တွေပဲเนาะရဖို့လည်းလွဲပါတယ်ဟိုဒီမှာမဟုတ်လည်းနောက်တနေရာမှာရမှာပဲဆိုကိုကလည်းဒီလိုခိုးချင်းတွေလုပ်နေတဲ့စာသင်နေတဲ့လူဆိုတော့သူအဲ့လိုမျိုးပြောနိုင်တာပေါ့ပြောနိုင်တော့ तू ကအဲ့လိုအဲ့လိုပြောဖို့ तू ကအငြင်းနဲ့လိုအပ်တယ်လို့ဖြစ်နေတယ်အဲ့လိုမျိုးပေါ့ဆိုတော့ကျမကိုယ်တိုင်ကကျမကကျမအသက်ရွယ်နေအဲ့ဒါတွေကိုမြင်တယ်လीဒါမဲ့ သူတို့ကသူတို့အသက်ရွယ်နေအဲ့ဒါကိုမမြင်သေးဘူးတိတာတခုပြောလိုက်လို့တိတာတခုဒါပေမဲ့တိပေမဲ့လည်းအဲ့ဒီအဥ္စာကိုသူတို့လိုက်လို့ဖို့မလွယ်ဘူးအဲ့တော့ကျမဘက်ကကြည်ရတာက it's the same story every day ပြောလဲပြောပြီးသွားပြီဒီအတိုင်းပဲဒါသူလို့ဖို့ပဲကြံတော့တာအများအနေနဲ့လူတစ်ယောက်ရဲ့အခြေရေကိုကျမထိုင်ပြီးတော့နားမထောင်ပေးနိုင်ဘူးသို့တော်လည်းအာသူတို့ကတော့ဒါတိုင်ပင်ကျင်တာပြောကျင်တာပေါ့နော်ဒီနေ့ကတော့ဒီလိုဖြစ်ခဲ့တယ်ဟိုနေ့ကတော့ဟိုလိုဖြစ်ခဲ့တယ်ဆိုပြီးတော့သူတို့က ဒါကိုကျမကိုပြောပြချင်တာအရန်ဒီပေါ်ပြောပေါ်မှာမူတည်ပြီးတော့ကျမရဲ့အကြံဉာဏ်ကိုလည်းသူတို့အမြဲတမ်းနှိပါလိုချင်တဲ့သဘောမျိုးဖြစ်တာပေါ့နော်ကျမကသူတို့ပြောတဲ့စကားတွေကိုနားထောင်ပြီးတော့အကြံပေးနေရတဲ့ဥစ္စာဟုတ်ပြီအဲ့ဒါတော့ကျမသူတို့ဘက်ကသူတို့အတွက်ကိုကျမလှုပ်ပေးလိုက်လို့ရပြီအဲ့ဆိုကျမအတွက်ကိုကျမကိုယ်တိုင်လည်းအပေါင်းအသင်းနဲ့ပေါင်းတဲ့အခါကျရင်ကျမပြောလိုက်တဲ့စကားတွေပေါ်မှာတေချာလေး comment ပေးနိုင်တဲ့သူလိုချင်တယ်လीနော်တေချာလေး comment ပေးနိုင်တယ်ပြောနိုင်ဆိုနိုင်တဲ့သူလိုချင်တယ်အဲ့ အကြံဉာဏ်မဟုတ်ဘူးဆိုရင်တော့မှကျမပြောလိုက်တဲ့စကားကိုနားထောင်မဲ့သူသည်ကျမရဲ့တွေ့ကြုံရတဲ့အတွေ့အကြုံကိုသူလည်းပဲအတိုင်းအတာတစ်ခုထိဖြတ်တန်းပြီးသားလူဖြစ်နေမှလည်းဒီစကားတွေကပြောရတာလေးလေးပင်ပင်ရှိတယ်ကျမပြောလိုက်တဲ့စကားကို तू ကကွန်မန့်ပေးမယ်ကွန်မန့်ပေးတဲ့သူကအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံဒါမှမဟုတ် तू မှာအတိတ်တခုခုပေါ့ तू ကိုယ်တိုင်ကြုံတွေ့တာမဟုတ်ရင်တော့ तू ပတ်ဝန်းကျင်မှာကြုံတွေ့ထားတဲ့အဲလူတယောက်ယောက်နဲ့တွေ့ဘူးတာအစသဖြင့် ဲ့လိုမှပဲဒီလူကလည်းဟို comment ပေးလို့ရတာလीเนาะအဲ့တော့အခုကိုနဲ့စကားပြောနေတဲ့လူတွေက clearly ကိုကြုံတွေ့ခဲ့ရဆိုတဲ့ journey တခုကို तू ကမကြုံတွေ့ရသေးဘူးဒါမို့အဲ့အလဲမှာပဲရှိသေးရဆိုတာကိုကျွန်မအသိထားတယ်သိထားတော့ဒီစကားကိုပြောလို့လည်းမရဘူးပြောလိုက်ရင်လည်းသူ့ဘက်က response က မလာဘူးပေါ့နော်မလာဘူးဆိုတာ तू ကလည်းဘာ response လုပ်ရမှာမသိဘူးလေ तू လည်းထိုင်ပြီးတော့နားထောင်ပြီးတော့ तू ကထိုင်ပြီးနားထောင်ပြီးကိုယ့်စီကတင်မဲ့တင်ယူသွားမှာ哦ကို့ကို तू comment ပေးဖို့အတွက်ကသူ့မှာအဲ့ဟာနဲ့ပတ်သက်ပြီးပြောစရာကမရှိနေဘူးအဲ့တော့ကျမအနေနဲ့လည်းစကားပြောရတာအရသာမရှိဘူးပေါ့နော်လူနှစ်ယောက်စကားပြောတယ်ဆိုတာ तू က mutual ဖြစ်ရတာပေါ့ကိုပြောလိုက်တဲ့စကားကိုလည်း तू ကနားလေတယ် तू ဒီ listen လုပ်ပြီးတော့ comment ပေးနိုင်တယ်အဲ့လိုပဲ तू ပြောလိုက်တဲ့စကားကိုလည်းကိုကနားလေတယ်အဲ့ သူ့အပေါ်မှာကိုလဲ comment ပေးလို့ရတယ်ပေါ့နော်အကဲရ suggestion လို့ရင်လည်းအချင်းချင်းပြောလို့ရတယ်ဒါ level ဖြစ်တဲ့ level ဖြစ်တဲ့ conversation တခုပေါ့အဲ့လိုမဟုတ်ရင်ဘာနဲ့သွားတူနေလဲဆို therapist တွေ့တယ်လို့ဖြစ်နေတယ်ဒီလူကတော့သူ့မှာပြောစရာတပုံနဲ့လာတယ် machine လင်းနဲ့အချုပ်တွေလည်းခေါင်းထဲမှာအများကြီးပဲကိုယ့်စီကိုလာတယ်ကိုကသူ့ကိုနားထောင်ပေးတယ်ပြောလိုက်တယ်ဟို comment ပေးစရာရှိရင်ပေးပြီးတော့သူ့သား suggestion လိုချင်လို့ဆိုရင်လည်းကိုကပေးလိုက်တယ်သူကျေနပ်ပြီးတော့ထွက်သွားတယ်အဲ့တော့ပေးလိုက်ရတဲ့ကိုကရော အာစသဖြင့်ပေါ့နော်အရွယ်မတူတဲ့အခါအဲ့လိုမျိုးထက်လဲအများကြီးရှိမယ်ထင်ပါတယ်ဒီလိုအတွေ့အကြုံတွေရှိရဆိုလို့ရှင်လဲ comment မှာရေးခဲ့ပြီးလို့ရတယ်ပေါ့နော်ဆက် inform လုပ်ချင်တာတခုကကျမရဲ့1 to 1 coaching ကအခုပြန်စပါပြီသူမ coaching facebook page မှာတွားမေးလို့ရပါတယ်အသေးစိတ်ကိုတော့ဟိုသူမလည်းရေးထားပြီးသားရှိတဲ့အတွက်ကြောင့်မလို့ကျမဒီမှာမပြောတော့ဘူးပေါ့နော်ဟိုကျမ page က admin ကိုတွားမေးလို့ရတယ်အတန်းကြီးကတော့ကျမ အာဒီခိုးချင်းလုပ်တဲ့ဥစ္စာအစိတ်ပိုင်း၃ခုရှိပါတယ်။တစ်ခုကတော့ personal branding နဲ့ဆိုင်တဲ့ဥစ္စာပါ။အာ personal branding နဲ့ပတ်သက်ပြီးတော့လက်ရှိကိုမှာ personal brand တစ်ခုကရှိနေသည်ဖြစ်စေမရှိသေးဘူး။ဒါပေမဲ့ဆန္ဒတစ်ခုရှိတယ်။စသဖြင့်ပေါ့။ဒုတိယတစ်ခုကတော့ communication နဲ့ပတ်သက်တဲ့ဟာပါ။ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်တဲ့ဥစ္စာအာ personal life မှာပဲဖြစ်ဖြစ် professional life မှာပဲဖြစ်ဖြစ်ပေါင်းသင်းဆက်ဆံရေးကိုပိုကောင်းကျင်တာပဲဖြစ်ဖြစ်ကိုယ့်စီမှာဘာလို့အချက်တွေရှိနေလဲဆိုတာကို identify လုပ်ချင်တာပဲဖြစ်ဖြစ်သို့မဟုတ် အာ case တစ်ခုခုเนาะပြဿနာတစ်ခုခုကတတ်တတ်မမတ်ရှိနေတာပဲဖြစ်ဖြစ်အာအဲ့ဒီအကြောင်းအရာတွေကို coaching လုပ်လို့ရပါတယ်ဒီ၃ခုနဲ့ပတ်သက်တာကိုပဲလောလောဆယ်မှာကျွန်မ coaching လုပ်ပေးပါတယ်။အနော် one to one coaching ဆိုတဲ့ obsession ကိုမယူခင်မှာ coach လုပ်တယ်ဆိုတာဘာလဲဆိုတဲ့အထိပ္ပယ်လေးကိုလည်းနားလည်စေခြင်းပါတယ်။ coach လုပ်တယ်ဆိုတာဟာကျွန်မကိုလာပြီးတော့ရင်ဖွင့်ပြောပြပြီးကျွန်မကနားထောင်ပေးပြီးပြီးသွားတာမျိုးမဟုတ်ပါဘူးပေါ့နော်။ ဆက်ရှင်ကိုလာရတဲ့ဂိုးကဘာလဲဆိုတဲ့ဥစ္စာကိုကျမက မေးမှသတ်မှတ်မှဖြစ်ပါတယ်ဂိုးကတခုတည်းပါပဲ ကျွန်မတို့အတူတူသုံးသပ်ကြမယ်ကိုယ့်ရဲ့အားသာချက်အားနည်းချက်ကို identify လုပ်မယ်ဘယ်အရာတွေကကိုယ့်ကိုဒီလို challenge ဖြစ်အောင်လုပ်တာလဲဆိုတဲ့ဥစ္စာကိုအတူတူ identify လုပ်ပြီးတော့ solution ရသွားအောင်အတွက်ကျွန်မနဲ့အတူတူဖြည်းဖြည်းချင်းဒီ goal ကို walk through လုပ်ကြတာဖြစ်ပါတယ် at the end of the session မှာအခုကျွန်မတို့အစမှာသတ်မှတ်ခဲ့တဲ့ goal ကအချိဖြစ်သွား ਈ မဖြစ်သွား ਈ ကိုသိကြအောင်ကျွန်မတို့ပြန်လုပ်ပါမယ်စသဖြင့်လုံးဝ compact သွားတာဖြစ်ပါတယ် compact ဆိုတာကြည်ကြည်လက်လက်သွားတာဖြစ်ပါတယ်သူမကိုရှင် Facebook page မှာ ှာပဲဖြစ်ဖြစ် Telegram channel မှာပဲဖြစ်ဖြစ်သွားမေးလို့ရပါတယ်အခုကျမတို့ဒီ team ရဲ့ structure လေးပြန်ပြီးတော့ပြောင်းထားတယ်အာနေ့လယ်7နာရီပေါ့နော်မြန်မာအချိန်7နာရီရနေည9နာရီအထိကျမတို့ admin team ကရှိပါမယ်အဲ့ဒီအချိန်အတွင်းမှာပဲမေးခွန်းတွေဖြေပေးပါမယ်ကျမတို့ဗုဒ္ဓူးနေ့တရက် သူမကိုချင်းကပိတ်ပါမယ်ဆိုအဲ့ပိတ်တဲ့အချိန်တွင်မှာတော့ reply ကျမတို့လုံမှာမဟုတ်ပါဘူးเนาะအဲ့ဒါလေးကိုလည်းအတိပေးခြင်းပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ပေါ့เนาะဒီမေးခွန်းကိုမေးတဲ့မောင်လေးလည်းအဖြေတစ်ခုခုရသွားမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင် thumb up like ပေးခဲ့ပေးပါစိတ်ဝင်စားမဲ့မိတ်ဆွေတငယ်ချင်းတွေရှိမယ်လို့ထင်ရင်လည်း ဲ့ဒီဗီဒီယိုလေး share ခြင်းအပြင်ကူညီပေးလို့ရပါတယ်ဒီလိုမျိုးတန်ဖိုးရှိတဲ့ content တွေနဲ့အပတ်တိုင်းပြန်လာခဲ့မှာဖြစ်တဲ့အတွက်ကျမရဲ့သူမကိုချင်း YouTube channel လေးကိုလည်း subscribe လုပ်ထားပေးဖို့မြတ်တာရက်ခံခြင်းပါတယ်နောက်ပတ်မှာပြန်တွေ့ကြမယ်ကျေးဇူးတင်ပါတယ်ရှင်